င်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းကျွန်တော်ကိုမေးထားတဲ့ comment လေးကိုပဲကျွန်တော်ပြန်လည်ဖြေကြားပေးသွားပါမယ်အ comment ထဲမှာကျွန်တော်ကိုဗာမေးထားလေးဆိုရင်လန်ဆုံဘင်ချန်မာချီကန်ဖြေပေးပါအောင်ဆရာတဲ့ဒီစကားလုံးသုံးလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒါမလေးစကားပြောလေးရှင်းပြပေးသွားပါမယ်ပေါ့နော်လန်ဆုံဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကဓာတ်ရိုက်သို့မဟုတ်လုံးဝလို့အဓိပ္ပာယ်ရတယ်နော်နောက်တစ်ခုက ဘင်ကျန်ဘင်ကျန်ဆိုတာကျွန်တော်တို့ကညီနိုင်ပါဆွေးနွေးပါတိုင်ပင်ပါဒီလိုမျိုးအတိတ်ပဲရတယ်เนาะနောက်တစ်ခုကမာဂျီကန်မာဂျီကန်ဆိုတာကျွန်တော်တို့ကအလုတ်ရှင်ကိုပြောတဲ့အတိတ်ပဲပါเนาะဒီစကားလုံး၃လုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဒါမလေးစကားပြောရှင်းပြပေးသွားပါမယ်ပေါ့เนาะဒီမှာဆိုရင်ကျွန်တော်တို့က dia langsung tak tahu dia langsung tak tahu ဒါဆိုရင်ကျွန်တော်တို့ကသူလုံးဝမတည်ဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါဗောနော် dia langsung tak tahu သူလုံးဝမတည်ဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါနော် dia ဆိုတာသူ langsung ဆိုတာဒီနေရာမှာလုံးဝလို့သုံးတယ်တတောင်းဆိုတာမတည်ဘူးเนาะဘာမှမတည်တဲ့လူလုံးဝမတည်တဲ့လူဆိုရင်ကျွန်တော်တို့က dia langsung tak tahu tu long mà tì bu lo pio để đi về bà nó đi à ra tu lan sông sư ra long wa ta tao sư ra bu đi à lan sông ta tao sư tu long mà mà tì bu lo pio để đi về bà nó nói khu à sayo lan sông ta pa ham sayo lan sông ta pa ham đa số những chỗ đó à chỉ nó long wa nam lê bu lo no? pio ra bà nó အလုံးလုံးနားမလဲဘူးလုံးဝနားမလဲဘူးဆိုရင်ကျွန်တော်တို့ကဒါမျိုးပြောလို့ရတယ်နော်စာယလန်ဆုံတပဟံကျွန်တော်လုံးဝနားမလဲဘူးလို့ပြောတဲ့အတိတ်ပဲပါနော်စာယဆိုတာကျွန်တော်လန်ဆုံဆိုတာလုံးဝတပဟံဆိုတာနားမလဲဘူးလို့ပြောတာနော်ဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်စာယလန်ဆုံတပဟံကျွန်တော်လုံးဝနားမလဲဘူးလို့ပြောတဲ့အတိတ်ပဲပါနော်ဒါဆိုရင်ကျွန်တော်တို့ကဒီလန်ဆုံရဲ့အတိတ်ပဲကိုကျွန်တော်တို့ဒါသိလောက်ပြီနော် ဒါလုံးဝမသိဘူးဒီမှာကျတော့လုံးဝနားမလည်ဘူးเนาะစာယလန်ဆုံးတပါဟံကျွန်တော်လုံးဝနားမလည်ဘူးလို့ပြောတာเนาะစာယဆိုတာကျွန်တော်လန်ဆုံးဆိုတာလုံးဝတပါဟံဆိုတာနားမလည်ဘူးလို့ပြောတာเนาะစာယလန်ဆုံးတပါဟံကျွန်တော်လုံးဝနားမလည်ဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะနောက်တစ်ချောင်းက dear mem mam ta guna lan song ဒီအမေမန်တာကူနလန်ဆုံဒါဆိုရင်ကျွန်တော်တို့ကသူတကယ်ကိုလုံးဝအတုံးမကြဘူးလို့ပြောတဲ့အတိတ်ပဲပါနော်ဒီအမေမန်တာကူနလန်ဆုံသူတကယ်ကိုလုံးဝအတုံးမကြဘူးလို့ပြောတဲ့အတိတ်ပဲပါနော်ဒီအဆိုတာသူမေမန်ဆိုတာတကယ်ဒါမျိုးလေးတွေထည့်သုံးတယ်တွဲသုံးတာရှိတယ်နော်ဒီအဆိုတာသူမေမန်ဆိုတာတကယ်တာကူနာဆိုတာအတုံးမကြဘူးလို့ပြောတာနော်လန်ဆုံဆိုတာလုံးဝ ီစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့ကပြောမယ်ဆိုရင် Dear Memman Taguna Lanson Dear Memman Taguna Lanson သူတကယ်ကိုလုံးဝအသုံးမချဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ Dear ဆိုတာသူ Memman ဆိုတာတကယ် Taguna ဆိုတာအသုံးမချဘူး Lanson ဆိုတာလုံးဝလို့ပြောတဲ့အဓိပ္ပာယ်ပါ Dear Memman Taguna Lanson သူတကယ်ကိုလုံးဝအသုံးမချဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ ဒါဆိုရင်ကျွန်တော်တို့ကဒီလမ်းဆုံးနဲ့ပတ်သက်ပြီးတော့မှနားလည်ပြီလို့ကျွန်တော်ထင်တယ်ပေါ့เนาะနောက်ထပ်အစားအသောက်တစ်ချောင်းကမစာယူမောင်ဘီဂီမလေးရှားမစာယူမောင်ဘီဂီမလေးရှားအမေကျွန်တော်မလေးရှားကိုသွားကျင်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะမစာယူမောင်ဘီဂီမလေးရှားအမေကျွန်တော်မလေးရှားကိုသွားကျင်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ မဆိုတာအမေစာယာဆိုတာကျွန်တော်မောင်ပကီးဆိုတာသွားကျင်နေမလေးရှားဆိုတာမလေးရှားကိုနော်မစာယာမောင်ပကီးမလေးရှားအမေကျွန်တော်မလေးရှားကိုသွားကျင်နေလို့ပြောတဲ့အတိတ်ပဲပါနော်ဟုတ်ပြီဒီစာကြောင်းရဲ့အဆက်ကအောက်ကတကြောင်းဖြစ်တယ်ပေါ့နော်ဒီအောက်မှာမပြောထားလဲဆိုရင် our bin chan တငတ် ayer dulu our bin chan တငတ် ayer dulu မင်းအဖေနဲ့အရင်တိုင်မင်အောင်လို့ပြောတဲ့အတိတ်ပဲပါ ကိုနေ့ကသူသားအမေတဲ့ကျွန်တော်မလေးရှားကိုသွားကျင်တယ်ပေါ့နော်ဒါဒီဒီစာကြောင်းရဲ့အဆက်ပေါ့သွားကျင်တယ်အဲ့ဒါကြောင့်မလို့သူကအမေကပြန်ပြောတယ်အာဝတ်ဘင်ချန်တငတ်အာယဒူလူအာဝတ်ဘင်ချန်တငတ်အာယဒူလူမင်းအဖေနဲ့အရင်တိုင်းမင်းအောင်လို့ပြောတယ်အတိတ်ပဲပါနော်ဒီဘင်ချန်ဆိုတဲ့စကားလုံးကိုသုံးကျင်တာဖြစ်တဲ့အတွက်ဒါမျိုးလေးကျွန်တော်ကစကားဆင်ပြီးတော့မှပြောပြပေးတာဖြစ်တယ်နော်အာဝတ်ဘင်ချန်တငတ်အာယဒူလူမင်းအဖေနဲ့အရင်တိုင်းမင်းအောင်လို့ ြောတဲ့အဓိပ္ပာယ်ပါနော်အာဝဆိုတာမင်းဘင်းချမ်းဆိုတာတိုင်းမင်းတော်ပြောတာဒငန့်ဆိုတာနှစ်အာယာဆိုတာအဖေဒူလူဆိုတာအရင်အာဝဘင်းချမ်းဒငန့်အာယာဒူလူမင်းအဖေနဲ့အရင်တိုင်းမင်းအောင်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်တစ်ချောင်းကအဘန်ဒငန့်ကဘင်းချမ်းအဲလိုအဲလိုအဘန်ဒငန့်ကဘင်းချမ်းအဲလိုအဲလို့ ကိုနဲ့အမကောင်းကောင်းညှိနှိုင်းကြပါလို့ပြောတဲ့အတိတ်ပဲပါနော်ဒီဘင်ချမ်းရဲ့အတိတ်ပဲကတော့ကျွန်တော်ညှိနှိုင်းတာတို့ဆွေးနွေးတာတို့တိုင်ပင်တာတို့ဒီအပေါ်မှာကျွန်တော်တို့ကကိုပြောတဲ့စကားပေါ်မှာဘယ်စကားလုံးကိုအသုံးပြုချင်တာလဲပေါ့နော်ဒါလေးကိုကျွန်တော်တို့ကယူပြီးတော့မှသုံးလို့ရတယ်နော် abandonment ကဘင်ချမ်းအဲ့လိုအဲ့လို abandonment ကဘင်ချမ်းအဲ့လိုအဲ့လို့အကိုနဲ့အမကောင်းကောင်းညှိနှိုင်းကြပါလို့ပြောတဲ့အတိတ်ပဲပါနော် aban ဆိုတာအကိုတငန့်ဆိုတာနှစ် ကာဆိုတာကတော့အမကိုပြောတာเนาะအတူကောက်ကာကာပေါ့ဒီမှာကြတော့ကာလို့တလုံးနဲ့ရေးထားတယ်ဘင်ချမ်းဆိုတာညှိနှိုင်းတာအဲလို့အဲလို့ဆိုတာကောင်းကောင်းအဘန်တငတ်ကဘင်ချမ်းအဲလို့အဲလို့အကိုနဲ့အမကောင်းကောင်းညှိနှိုင်းကြပါလို့ပြောတယ်အတိတ်ပဲပါเนาะနောက်တစ်ခုက dear maungbigi sana dear maungbigi sana သူကဟိုသွားခြင်းနဲ့ဒါမျိုးပြောတာเนาะ ဒီမောင်ပကြီးစာနာသူကဟိုသွားခြင်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါဒီဟာဆိုတာသူမောင်ပကြီးဆိုတာသွားခြင်းတယ်စာနာဆိုတာဟိုကိုဒါကိုကျွန်တော်တို့ကဒီကြောင်းလုံးပြောမယ်ဆိုရင်ဒီမောင်ပကြီးစာနာသူကဟိုသွားခြင်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်ဒီကြောင်းကအာဝတ်မောင်ပကြီးစီနီအာဝတ်မောင်ပကြီးစီနီမင်းကဒီသွားခြင်းနဲ့အာဝတ်မောင်ပကြီးစီနီ မင်းကဒီသွားကျင်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်အာဝဆိုတာမင်းမောင်ပကီးဆိုတာသွားကျင်တာစီနီးဆိုတာဒီကိုအာဝမောင်ပကီးစီနီးမင်းကဒီသွားကျင်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဒီစာကြောင်းနှစ်ကြောင်းကလည်းအောက်ကတစ်ကြောင်းကိုပြောကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒါအခြေခံပြီးတော့မှပြောတာတကယ်ချင်းနှစ်ယောက်ပေါ့နော် तू ကပိုးသွားကျင်တယ်မင်းကဒီကိုသွားကျင်တယ်အဲ့လိုမျိုးပြောပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်စာကြောင်းတစ်ကြောင်းကဘာဖြစ်မလဲဆိုရင် duoran binchan dulu နှစ်ယောက်အရင်တိုင်မင်းအောင်ပြောချင်တာလူတငယ်ချင်းနှစ်ယောက်ရှိတယ်ဗောနော်အတယောက်ကဟိုသွားခြင်းနဲ့တယောက်ကဒီသွားခြင်းနဲ့သူတို့နှစ်ယောက်ညင်းခုန်တာဖြစ်နေတဲ့ဒီဘင်ချမ်းဆိုတဲ့စကားလုံးကိုပြောချင်တာနော်အဲ့ဒါကိုပြောချင်တာဖြစ်တဲ့အတွက်ဒီနှစ်ချောင်းပြောပေးတာအဲ့တော့မှဒူအော်ရန်ဘင်ချမ်းဒူလူနှစ်ယောက်အရင်တိုင်မင်းအောင်လို့ပြောတယ်အတိပဲပါနော်ဒူအော်အော်ရန်ဆိုတာနှစ်ယောက်ကိုပြောတာနော်ဘင်ချမ်းဆိုတာတိုင်မင်းတာဒူလူဆိုတာအရင်ဒူအော်ရန်ဘင်ချမ်းဒူလူ နှစ်ယောက်အရင်တိုင်ပင်အောင်လို့ပြောတဲ့အဓိပ္ပာယ်နော်ခုနက तू ကဟိုသွားခြင်းနဲ့မင်းကဒီကိုသွားခြင်းနဲ့အဲ့တော့ဟိုသွားခြင်းနဲ့ဒီသွားခြင်းနဲ့ဖြစ်နေတဲ့အတွက်နှစ်ယောက်အရင်တိုင်ပင်အောင်လို့ပြောတာနော်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က duoran binchan du lu duoran binchan du lu နှစ်ယောက်အရင်တိုင်ပင်အောင်လို့ပြောတဲ့အဓိပ္ပာယ်ပါ duo oran ဆိုတာနှစ်ယောက်ကိုပြောတာ bin chan ဆိုတာတိုင်မင်တာ du lu ဆိုတာအရင် duo oran bin chan du lu နှစ်ယောက်အရင်တိုင်မင်အောင်လို့ပြောတဲ့အတိတ်ပဲပါเนาะဒါဆိုရင်ကျွန်တော်တို့ကဒီဘင်ချန်းရဲ့အတိတ်ပဲကိုကျွန်တော်တို့နားလေလောက်ပြီလို့ထင်တယ်ပေါ့เนาะနောက်တစ်ခုကမာချစ်ကန်ကြံသေးတယ်เนาะဒီမာချစ်ကန်ဆိုတာအလုံရှင်ကိုပြောတဲ့အတိတ်ပဲပါเนาะအဒီမှာဆိုရင်ကျွန်တော်တို့ကဘာပြောထားလဲမာချစ်ကန်အီတူဘိုက်ကပဒပကေဂျာမာချစ်ကန်အီတူဘိုက်ကပဒပကေဂျာ အလုရှင်ကထိုအလုသမားအပေါ်ကောင်းတယ်လို့ပြောတဲ့အိဗယ်ပါနော်မာချီကန်ဤသူဘိုက်ကပဒပကေဂျာမာချီကန်ဤသူဘိုက်ကပဒပကေဂျာအလုရှင်ကထိုအလုသမားအပေါ်ကောင်းတယ်လို့ပြောတဲ့အိဗယ်ပါနော်မာချီကန်ဆိုတာအလုရှင်ကိုပြောတာဤသူဆိုတာထိုဟာဘိုက်ဆိုတာကောင်းတယ်ကပဒပကေဂျာဆိုတော့အလုသမားအပေါ်ပေါ့နော်ဒါမျိုးပြောတဲ့အိဗယ်မာချီကန်ဤသူဘိုက်ကပဒပကေဂျာ အလုတ်ရှင်ကထိုးအလုတ်သမားအပေါ်ကောင်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဒီမာဂျစ်ကန်ဆိုတာအလုတ်ရှင်ကိုပြောတာဤသူဆိုတာထိုးဟာဘိုက်ဆိုတာကောင်းတယ်ကပတာပကေဂျာဆိုတာကျွန်တော်ဒါအလုတ်သမားအပေါ်လို့ပြောတဲ့အဓိပ္ပာယ်နော်မာချကန်ဤသူဘိုက်ကပဒပကေကြအလုတ်ရှင်ကထိုးအလုတ်သမားအပေါ်ကောင်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဒါမာချကန်ရဲ့စာလုံးပေါ့နော်မာချကန်ဆိုတာအလုတ်ရှင်ကိုပြောတာနောက်တစ်ကြောင်းက Macikan itu kejang kepada pekerja. Macikan itu kejang kepada pekerja. အလုရှင်ကထိုအလုသမားတွေအပေါ်ရက်ဆက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်မာချီကန်ဤသူကကြံကပဒပကေဂျာအလုရှင်ကထိုအလုသမားတွေအပေါ်ရက်ဆက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါမာချီကန်ဆိုတာအလုရှင်ဤသူဆိုတာထိုဟာကကြံဆိုတာရက်ဆက်တာကိုပြောတာကပဒပကေဂျာဆိုတာအလုသမားတွေအပေါ်လို့ပြောတဲ့အဓိပ္ပာယ်နော် မာချကန်ဤသူကကြံကပဒပကေကြအလုရှင်ကထိုးအလုသမားတွေအပေါ်ရက်ဆက်တယ်လို့ပြောတဲ့အိဗေပါနော်အလုရှင်ကတော့ကောင်းတဲ့အလုရှင်ရှိသလိုကျွန်တော်ဒါစိုးတဲ့အလုရှင်လည်းရှိတယ်ပေါ့နော်အလုသမားလည်းဒီတိုင်းပဲကောင်းတဲ့အလုသမားရှိသလိုစိုးတဲ့အလုသမားလည်းရှိတယ်ဒါကတော့ကျွန်တော်ဒါဥပမာအနေနဲ့ပဲပြောပြတာပေါ့နော်ဒီမာချကန်ကအလုရှင်ပေါ့နော်ဒါကိုကျွန်တော်တို့ကဒီမှာအလုသမားပေါ်ကောင်းတာရဲ့အလုသမားပေါ်ရက်ဆက်တာနော်ဒါအလုသမားရော လုပ်ငန်းရှင်ရောအလုပ်သမားရောအတူတူပဲပေါ့နော်ကောင်းတာရှိသလိုဆိုးတာလည်းရှိတယ်ဒါကတော့ကျွန်တော်ဥပမာအနေနဲ့ဒီမှာချစ်ကန်းကိုပဲပြောပြပေးတာဖြစ်တယ်ပေါ့နော်နောက်စာကြောင်းတစ်ကြောင်းကမာချစ်ကန်းလေဝဘာယာဂါဂျီဘူလန်မာချစ်ကန်းလေဝဘာယာဂါဂျီဘူလန်အလုပ်ရှင်ကလစဉ်လစာပေးရမှာနောက်ကျတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်မာချစ်ကန်းလေဝဘာယာဂါဂျီဘူလန်အလုပ်ရှင်ကလစဉ်လစာပေးရမှာနောက်ကျတယ်လို့ ပြောတဲ့အတိတ်ပဲပါเนาะမာဂျစ်ကန်ဆိုတာအလုံးရှင် လေဝတ်ဆိုတာနောက်ကြတာဘာယာဂါကြီးဆိုတာလာစားပေးတာဘူလန်းဆိုတာလာစင်လာတိုင်းပေါ့နော်လကိုပြောတာပေါ့နော်တလဒီနေရာမှာကြတော့ကျွန်တော်တို့ဒါစီလီယောင်တင့်တောင်ဘာသာပြန်တာမာဂျစ်ကန်လေဝတ်ဘာယာဂါကြီးဘူလန်းအလုံးရှင်ကလာစင်လာစားပေးရမှာနောက်ကြတယ်လို့ပြောတဲ့အတိတ်ပဲပါမာဂျစ်ကန်လေဝတ်ဘာယာဂါကြီးဘူလန်းအလုံးရှင်ကလာစင်လာစားပေးရမှာနောက်ကြတယ်လို့ပြောတဲ့အတိတ်ပဲပါเนาะ ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်ကဒါဒီလန်ဆုံတို့ဘင်းချန်းတို့မာဂျစ်ကန်တို့ဒီစာလုံးသုံးလုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဒါမလေးစကားပြောလေပြန်လဲရှင်းပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်